မင်းအင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ14ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ဗြိတိန်နိုင်ငံဆိုင်ရာမြန်မာတန်တမန်ဟောင်းဦးကျော်စွာမင်းကိုလန်ဒန်မြို့မှာရှိတဲ့မြန်မာတန်ယုံရဲ့နေအိမ်မှာဆက်လက်ပြီးတော့နေထိုင်နေတဲ့အတွာဗြိတိန်ရဲတပ်ဖွဲ့ကတရားစွဲဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဦးကျော်စွာမင်းဟာ2022ခုနှစ်စစ်အာဏာသိမ်းမှုကိုစန့်ကျင်တဲ့အတွက်ကြောင့်ယာရုကနေဖြုတ်ချခံရပြီးတဲ့နောက်တန်ယုံရဲ့နေအိမ်ကနေထွက်ခွာပေးရန်ငင်းဆန်နေခြင်းဖြစ်ကောင်း၎င်းကိုဗြိတိန်ရဲတပ်ဖွဲ့က ိုင်နယ်ကျူးလွန်မှုနဲ့စွဲချက်တင်ထားတယ်လို့သိရပါဗျ2021ခုနှစ်ဖေဖော်ဝါရီလအာနာသိမ့်မှုအပြီးလာအနေငယ်အကြောင်းမှာဦးကျော်စွာမင်းဟာအရက်သားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ပေးရန်တောင်းဆိုခဲ့တဲ့အတွက်ကြောင့်တန်ယုံနယ်ကိုဝင်ခွင့်မရတော့သလိုစစ်ကောင်စီကဦးကျော်စွာမင်းရဲ့နေရာမှာ၎င်းတို့ရဲ့ကိုယ်စားလှယ်အစ်စ်ကိုအစားထိုးခန့်လိုက်တယ်လို့သိရပါဗျဥကြောစွာမင်းကိုဗြိတိန်ရဲတပ်ဖွဲ့ကပိုင်နယ်ကျူးလွန်မှုနဲ့ပြီးခဲ့တဲ့အပတ်ကစွဲချက်တင်ထားပြီးတော့မေလ30ရက်နေ့မှာ Westminster တရားရုံးမှာတရားရင်ဆိုင်ရမှာဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီအမှုကိုရပ်တန့်ပေးရန် Britain ရှေ့နေချုပ်ကိုလူအခွင့်ရေးအဖွဲ့မြန်မာ Accountability Project က Director Chris Gannes ကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းဂျိုးပင်ကောင်းမြို့နယ်မှာပြည်သူနှအုပ်ကိုပြစ်ခတ်တပ်ဖြတ်ခဲ့တဲ့နေထိုင်းရဲ့မန်ဟိန်ပြစ်ခတ်ခံရပြီးတော့တေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ23ရက်နေ့မနက်10:00နာရီအချိန်မှာဘကိုးတိုင်းဂျိုးပင်ကောင်းမြို့နယ်မြို့ရင်းအုပ်စု အလဲကုန်းကြီးရွာနယ်မြေရဲစခန်းကနယ်ဒိန်မန်ဟိန်ဟာရုံးမင်ကောင်မြို့ဘက်ကိုအရွက်ဝင်တဲ့ဆိုင်ကယ်စီးလာတဲ့အချိန်အလဲကုန်းကြီးရွာအနောက်ဘက်လမ်းမှာတာယာဝတီခဲတရင်383ညနဲ့တက်ခွဲလေးကမြေအောက်ပျောက်ကြားတပ်ဖွဲ့အုပ်ဖို့ရဲရဲဘော်များကစောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့သိရပါဗယ်နယ်ထိန်ရဲမန်ဟိန်ဟာပြစ်ခတ်ခံရတဲ့အခါမှာအနီးနားမှာရှိတဲ့နေအိမ်တွေကိုဝင်ပြေးခဲ့တယ်လို့သိရပါဗယ်တော်လိုင်းရေးတပ်ဖွဲ့ဝင်များကနယ်ထိန်ရဲမန်ဟိန်ပြေးဝင်သွားတဲ့နေအိမ်တွေအထိကိုဝင်ရောက်ကဥကောင်းကိုတနက်နဲ့တစ်ချက်ပြစ်ခတ်ခဲ့တဲ့အတွက်ပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့သိရပါဗယ်တိုက် ဆုံးသွားတဲ့နေရင်းရဲ့မန်ဟင်းစီကနေပြီးတော့ G3G 20တောင်းစကားပြောဆက်တစ်လုံးစိုင်းကဲတစ်စီးနဲ့ငွေသား600ချက်ကိုတင်စီရရှိခဲ့တယ်လို့သိရပါဗယ်။ပေးဆုံးသွားတဲ့နေရင်းရဲ့မန်ဟင်းဟာစိုင်းကဲစီးလာတဲ့ပြည်သူနှောက်ဦးကိုရက်မပေးလို့ဆိုပြီးတော့အခြားစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့အတူပြစ်ခတ်တပ်ဖြတ်ခဲ့ခြင်းလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းတက်ကြွလှုပ်ရှားသူများနဲ့တော်လှန်ရေးပေါ်များရဲ့အချက်အလက်များကိုစုံစမ်းထောက်လန်းခြင်းပြည်သူများထံကနေပြီးတော့အကြောင်းမျိုးမျိုးပြပြီးတော့ချင်းချောက်ငွေတောင်းခြင်းများကိုလှုပ်ဆောင်နေတဲ့အတွက်ကြောင့်အခုလိုမျိုးပြန်လည်အရေးယူခဲ့ရခြင်းဖြစ်တယ်လို့သိရပါ ါတယ်ဂျိုးပင်ကဘောလုံးကွင်းသားကခိတ်မှာနယ်ထိန်မန်ဟင်းကတာဝန်ကျနေတဲ့အချိန်အုပ်ဖို့ကဆိုင်ကယ်စီးလာတဲ့ပြည်သူနှုတ်ကဆိုင်ကယ်ကိုမရက်ပေးလို့မောင်းပြေးလို့ဆိုပြီးတော့ပြစ်တက်ခဲ့ဘူးတယ်အဲ့ဒီကိုပြစ်တက်တဲ့သတင်းကြားကလေးကဒီကောင်ကိုရှင်းရမယ်စီးရင်ထဲမှာထည့်ထားတာအခုနှစ်ပိုင်းတဲ့ရောက်မှအလဲကုန်းစခန်းမှာဒီကောင်တာဝန်ကျနေတာကိုသိတော့ဒီဘက်ရောက်တော့လဲစစ်ခွေးတွေနဲ့ရွာထဲကိုဝင်ပြီးတော့ပေါ်တာဆွဲတယ်ပြည်သူတွေစီကငွင့်ညက်တယ် လူပြည်မှာဆက်ထားရင်အားလုံးကိုဒုက္ခပေးမှာမို့လို့အချိန်တလောက်လောက်ယူပြီးတော့ရှင်းလင်းလိုက်တာပါလို့တာယာဝရီခိုင်တက်ရင်၃၈၃၂နဲ့တက်ခွဲလေးကမြေအောက်ပြောက်ကြားတက်ဖွဲအုပ်ဖို့ကတော်ဝင်ရှိသူတို့ကပြောပြထားပါတယ်ပြည်သူများအနေနဲ့တော်လိုင်းတက်ဖွဲများကိုဒုက္ခပေးနေကြတယ်စစ်တပ်နဲ့ထောက်တိုင်များအနည်းကိုတွာလာနေထိုင်ခြင်းများလုံးဝလုံးဝမပြုတ်လောက်ကြရန်စစ်တပ်ထောက်တိုင်များကိုအရှိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တယ်လို့တာယာဝရီခိုင်တက်ရင်၃၈၃၂နဲ့တက်ခွဲလေးမြေအောက်ပြောက်ကြားတက်ဖွဲအုပ်ဖို့ကသတိပေးချက်ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းမုံရွာမြို့အဝင်မအူဂိတ်အနီးမှာစစ်ကြေးကောင်းနေတဲ့စစ်သားများကိုဝင်ရောက်တိုက်ခိုက်ရာစစ်သားနှုတ်သိမ်းဆုံးပြီးတော့ PDF တပ်ဖွဲ့ဝင်၃ဦးကြာဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၁၇ရက်နေ့မနက်၁၇နာရီကမုံရွာမြို့အဝင်မအူဂိတ်အနီး CR7 900ဆိုင်အတွင်းထဲမှာနေထိုင်ကခီးသွွားပြည်သူများရဲ့ကားများထံကနေပြီးတော့စက်ကြီးကောက်ယူနေတဲ့စစ်သား၃ဦးကိုမုံရွာခရိုင်အမှတ်၂၂နတ်ဆိုးတိုင်ရင်ကရဲဘော်များကစိုင်းကဲနဲ့ဝင်းရောက်ပြက်ခတ်တိုက်ခိုက်ခဲ့ရာစစ်သား၅ဦးသေဆုံးပြီးတော့တအုပ်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗါးမအုပ်မဟုတ်ရနဲ့ဆိုရင်မီတာ900လောက်အကွာဝေးမှာရှိတဲ့ CR7 900ဆိုင်မှာစီကားတွေကိုလာလာပြီးတော့ပတ်စံတောင်းတာ CR7 900ဆိုင်ထဲမှာကနှစ်ကောင်ပေါ့ အဲ့ဒီအရှိ15ပြည်လောက်အကွာမှာရှိတယ်အရင်တုန်းကတော့မထာတာဂိတ်လို့ခေါ်တာမြို့ဝင်မြို့ထွက်တိမှာပတ်စံတောင်းတဲ့ဂိတ်ရှိတယ်မှန်ကန်လေးနဲ့ပေါ့အဲ့ဒီတဲကတကောင်နေတာသုံးယောက်ထဲလာကောက်တာကျွန်တော်တို့ကလည်းရဲဘော်တွေကိုစိုက်ကဲ၅စီးနဲ့ဂန်းအတူသုံးလက်ရဲအရှိတလိုက်ရဲလေးလက်နဲ့နှစ်နေရာခွဲပြီးတော့တိုက်ခိုက်ဖို့လွှတ်လိုက်တာပါအဲ့ဒီရှေ့ရောက်တော့ကိုရဆိုင်တဲ့ကနှစ်ကောင်ကိုပဲသူတို့ကတိုးပြီးတော့ပြစ်နေတာပေါ့အဲ့ဒီနှစ်ကောင်ကတေသွားတယ် ပေသွားတဲ့အချိန်မှာတနက်ဝင်းကောက်ကြတာတနက်ကောက်တဲ့အချိန်မှာဟိုဘက်ကလွတ်နေတဲ့ဒကောင်ကဝစ်ပစ်သွားလို့ကျွန်တော်တို့ရဲဘော၃ယောက်ဆုံးရှုံးလိုက်ရတာပါလို့မုံရွာခရိုင်အမှတ်22မုံရွာနတ်ဆိုးတရင်ကဘိုးနတ်ဆိုးကရှင်းပြထားပါတယ်အခုလိုမျိုးတိုက်ခိုက်ခံရမှုကြောင့်မုံရွာခရိုင်အမှတ်22နတ်ဆိုးတရင်ကရဲဘော်လှမျိုးအောင်ရဲဘော်ငိမ့်မင်းစောရဲဘော်ချစ်ထူးခန့်တို့ကြာဆုံးခဲ့ရပြီးတော့၎င်းတို့နဲ့အတူတနက်အတူ၃လက်စိုက်ကဲ၃စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်မှားလိုက်တာကတော့နှစ်နေရာခွဲပြရမယ်လို့မှားလိုက်တာအဲ့ဒါကိုဘလို့မျက်စိလဲသွားလဲတော့မသိဘူးကျွန်တော်လည်းမပြောတတ်တော့ဘူး အထဲကနေထွက်ပြစ်တော့မှကျွန်တော်တို့ရဲဘော်တွေကအတူသမားတွေပဲဆိုတော့အဲ့ဒီမှာဒဏ်ရာရသွားတာပါအသက်သေးမသေးတော့အတိမပြုတ်နိုင်သေးဘူးသူတို့ဘက်ကနှစ်ကောင်ကသေပြီးတော့ဒကောင်ကတော့ဒဏ်ရာရသွားပါတယ် လက်နက်ဝင်ကောက်တဲ့ရဲဘော်လည်းကြာဆုံးသွားပြီးတော့လက်နက်တွေမရခဲ့လိုက်ဘူးလို့မုံရွာခေအမတ်နဆက်နဲ့မုံရွာနဆိုးတရင်ကဘိုးနဆိုးကရှင်းပြထားပါတယ်မုံရွာခေအမတ်နဆက်နဲ့မုံရွာနဆိုးတရင်ကဘိုးနဆိုးကရှင်းပြထားပါတယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအနေနဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ရမှာတည်တည်ချာချာတိုင်တိုင်းမင်မင်နဲ့စီစီလုံးလုံးတိုက်ခိုက်ကြရတယ်စစ်အာဏာရှင်ကိုရွရွချုံချုံတိုက်ထုတ်ရင်းနဲ့တိုင်းပြည်အတွက်အသက်ပေးလူခဲ့ရတဲ့ရဲဘော်များရဲ့စွန့်လွတ်အနေနာခံတိုက်ပွဲဝင်ခဲ့တဲ့စိတ်ဓာတ်နဲ့တပ်တွေကိုလေးစားဂုဏ်ပြုရင်းနဲ့မပြည့်ပြတ်သေးတဲ့စစ်အာဏာရှင်တော်လှန်ရေးကြီးကိုပြီးဆုံးတဲ့ ဲ့အထိဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့အတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေတိုင်းမြန်မြို့နယ်ကနေပြူစောရီရွာကရိတ်ခါရှာရန်ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုစောင့်ကြိုတိုက်ခိုက်ရာစစ်တပ်ကတအုပ်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့မေလ14ရက်နေ့မနက်9:15မိနစ်ခန့်မှာကနေပြူစောတိရွာအရှိတ်ဘက်ကိုကြေးရွာအတွင်တပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာအင်အား30ခန်းနဲ့ရိတ်ခါစာဖွေရန်ထွက်လာတဲ့အချိန်တော်လိုက်တပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုအတွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတအုပ်တေဆုံးပြီးတော့တအုပ်ပြင်းထန်စွာဒဏ်ရာရရှိကာအကြမ်းဖက်စစ်တပ်ဘက်ကလည်း60မမ40မမလက်နက်ကြီးများနဲ့ပြန်လည်ရန်တံပစ်ခတ်ခဲ့ခြင်းကြောင့်တော်လိုက်တပ်ဖွဲ့ဝင်းများအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါး ကနေပြူစောတိရွာကစိတ်ခွေးနဲ့ပြူခွေးအင်အား30လောက်နဲ့ရိတ်ခါရှာထွက်လာတယ်လို့သိရလို့ကျွန်တော်တို့ကစောင့်ကြိုပြီးတော့တိုက်ခိုက်ခဲ့တာပါတိုက်ပွဲအတွင်းမှာတော့မျက်မြင်စိတ်ခွေးတကောင်တော့ဒေသွားတယ်တကောင်ကတော့ပြင်းထန်ဒဏ်ရာရရှိသွားတယ်ကျွန်တော်တို့ပြောချင်တာကတော့ကနေရွာကလက်နက်ကိုင်းတွေရောပြည်သူတွေရောအမြန်ဆုံးလက်နက်ချအလင်းဝင်ကြဖို့နဲ့အနီးနားကရွာတွေကပြည်သူတွေဟာစီရင်သတိရှိကြဖို့ပြောချင်ပါတယ်လို့ ဗစ်တာပျောက်ကြားတပ်ဖွဲ့ကပြောရေးဆိုခွင့်ရှိသူကိုဗစ်တာကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုဗစ်တာပျောက်ကြားတပ်ဖွဲ့နဲ့ပခုတ်ကူခရိုင်အမှတ်နဲ့တိုက်ရင်တပ်ခွဲနဲ့အညာမြေပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမိုးကုံမြို့နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့တို့ကိုစစ်ကောင်စီတပ်ကမနေ့ကညပိုင်းကလေရင်နဲ့ပေါင်900ဘုံများကျဲချခဲ့ရာနေအိမ်များပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ23ရက်နေ့ည9:00ခွဲအချိန်မှာ TNL တိမ့်ပိုက်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့ကို ေါင်900ဘုံများကျဲချခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဘုံဟာနောင်ချုံမြို့နယ်နေနေ30ဈေးရက်ကွာမှာကြက်ရောက်ပောက်ခွဲခဲ့ပြီးတော့နေအိမ်9လုံးထိမှပျက်စီးခဲ့တယ်လို့သိရပါဗျ။ဘုံကျဲချတဲ့အချိန်မှာဘာတိုက်ပွဲမှမရှိဘူးလို့ပြောပါတယ်။အလားတူပဲမေလ13ရက်နေ့ည7:49မိနစ်အချိန်မှာ TNL သိမ့်ပိုက်ထားတဲ့မန္တလေးတိုင်းမိုးကုတ်မြို့နယ်ရွှေလိပ်ပြာအနီးတစ်ဝိုက်ကိုလေရင်နဲ့ဘုံများကျဲချသွားတယ်လို့သိရပါဗျ။အလားတူပဲ ်မေလ12ရက်နေ့ညအချိန်မှာရှမ်းပြည်နယ်မြောက်ပိုင်းမန်တုံမြို့နယ်မိုင်းကောက်မြို့တို့ကိုစစ်တပ်ကလေရင်နဲ့ဗုံးများကျဲချခဲ့တဲ့အတွက်ပြည်သူတအုပ်တွေဆုံးပြီး၃ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီရက်ကွက်မှာရှိတဲ့ပြည်သူပိုင်းနေအိမ်28လုံးလဲဗုံးစာထိမှန်ပြီးတော့ပျက်စီးသွားတယ်လို့သိရပါဗါတယ်မိုင်းကောက်မြို့တာလုံရက်ကွက်မှာရှိတဲ့စာတင်ကြောင်းအနီးမှာလဲဂျက်ဖိုက်တာနဲ့နှစ်ချိန် ဘုံလေးလုံးလာရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အချမ်းပါစစ်ကောင်စီတပ်က2025ခုနှစ်မေလ6ရက်နေ့ကနေ31ရက်နေ့အထိအပြစ်ခတ်ရက်စဲရင်တပ်တန်းတလထတ်တိုးထားတော့လေမြေပြင်မှာထိုးစစ်ဆင်ခြင်းလက်နက်ကြီးများနဲ့ပြစ်ခတ်ခြင်း drone နဲ့လေကြောင်းကနေပြီးတော့နေတိုင်းလိုလိုအုံချပြီးတော့ဘုံကျဲတိုက်ခိုက်လျက်ရှိတယ်လို့ TNL ကသတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းအင်းတော်မြို့နယ်ဟဲနာရွာစာတင်ကျောင်းကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျက်တိုက်ခိုက်ခြင်းကြောင့်ပြည်သူနှုတ်ဦးတေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလာ၁၂ရက်နေ့နေ့လယ်၁၂နာရီလောက်မှာအင်းတော်မြို့နယ်ဟဲနာရွာစတင်ကြောင်းကိုအကြမ်းဖက်စစ်တပ်ရဲ့ဒရုန်း၄စိတ်ကနေတက်လာတဲ့ Jet Fighter နှစ်စီးနဲ့ဘုံသုံးလုံးကျဲချပြီးတော့ Rocket များနဲ့ပြစ်ခတ်တိုက်ခိုက်သွားတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကျေးရွာစတင်ကြောင်းနဲ့နေအိမ်များထိမှန်ပြီးတော့ပြည်သူအမျိုးသား၂ဦးသေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဒါ့အပြင်နေအိမ်အဆောက်အဦများလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါဗျ။အလားတူပဲရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်မှာရှိတဲ့တောင်ဘုတ်ခွဲရွာနဲ့ ်ဟိုပဲနောက်ရွာကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ဘုံကြီးကျောင်းနဲ့နေအိမ်များပျက်စီးခဲ့ကြောင်းအင်းလေးဒေသလူခွင့်ရေးအဖွဲ့ကပြောဆိုထားပါတယ်မေလ12ရက်နေ့ည09:59မိနစ်ခန့်မှာရောင်ရွှေမြို့နယ်အင်းလေးဒေသတောင်ပိုခွဲကြီးရွာကိုဖဲကုံမှတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးများနဲ့ ၃ချိန်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုအတွဲမှာတောင်ပေါ်ခွဲချေးရွာဖုန်ကြီးကျောင်းကိုလက်နက်ကြီးတလုံးကျရောက်ပောက်ကွဲခဲ့ပြီးတော့ဖုန်ကြီးကျောင်းထိမှန်ပြသခဲ့ပြီးတော့တောင်ပေါ်ခွဲရွာအပြင်မှာတလုံးကျရောက်ပောက်ကွဲခဲ့ကပြည်သူတွေတော့ထိခိုက်မှုမရှိဘူးလို့ပြောပါတယ်။ဒါအပြင်အဲ့ဒီနေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကဟိုပန်နောက်ရွာကိုလည်းလက်နက်ကြီးတလုံးနဲ့ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့ပြည်သူများထိခိုက်မှုမရှိတော့လဲနေအိမ်တလုံးထိမှန်ပြသခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ